ဟုတ်ကဲ့မင်္ဂလာပါဗျ 2D KMD မှပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါလေဗျမနက်ကတော့30ဆိုတော့ကျွန်တော်မွေးပရိတ်ပေါ့နော်38ပရိတ်ကတော့3ပရိတ်ထွက်သွားပြီဗျ နေတဲ့ပရိတ်တိလဲကျွန်တော်9 3 3ပရိတ်ပေါ့နော်နေတဲ့ပရိတ်မှာလဲ3ပရိတ်တော့ပါပါတယ်ဗျာဒါပေမဲ့ကျွန်တော်တကွက်ကောင်းအနေနဲ့တော့မနေ့က6လေးဆိုပြီးတကွက်ကောင်းပေါ့နော်6လေးဆိုတော့ပရိတ်တော့3ပရိတ်တော့3ပရိတ်ပဲဒါပေမဲ့ကျွန်တော်တို့30ဆိုပြီးထွက်တယ်ဗျာမနေ့ကတော့ကျွန်တော်နေကုန်းခွေဆိုပြီးတော့ 6ခွခွန်ခွေပူပေါ့နော်ပေးထားတယ်ဗျတကွက်ကောင်းလေးနဲ့ကျွန်တော်မနက်ကတော့6ခွန်ဆိုပြီးပေးတယ်ပေါ့နော်ပြန်ပရိလိုင်းတိုင်းတော့ထွက်တော့ပြ38ပရိကတော့3ပရိထွက်သွားပြီ16ပရိကျန်မပြန်တော့16ပရိကျန်မယ်တို့5ပိုင်းကျန်မှာပေါ့ ျွန်တော်လုံးပိုင်းကိုကျွန်တော်ဝမ်းချင်းနဲ့တွဲမှာပေါ့နော်လုံးပိုင်းကိုဝမ်းချင်းနဲ့တွဲရင်တော့နှစ်ကွက်ရမယ်ဗျအဲ့ဒီနှစ်ကွက်ထည့်ရမှာကျွန်တော်တစ်ကွက်ကောင်းထုတ်ပြီးမှာပေါ့နော်ပရိန်းနဲ့ထပ်တူကြတဲ့တစ်ကွက်ကောင်းမှာဗျအဲ့ဒါတော့ ဒါဆိုရင်ဒါလေးကတော့ကျွန်တော်မင်းရဲ့လုံးပိုင်းဆိုင်လေးပဲပြန်ပြပြီးမြပြန်နော်အေးမိုးနဲ့မင်္ဂလာပါတဲ့မနက်က၄ :00 အချိန်နဲ့ညနေမှလာမှလာမသိဘူးနော်တဲ့ဟုတ်ကဲ့ပြန်နော် လေးကိုချင်းတော့မနက်ကတော့ကောင်းတော့ကောင်းနေတာပြီမဲ့တော်တော့ပေးမသွားဘူးเนาะလေးကိုချင်းကကျွန်တော်လည်းတကွက်ကောင်းနေနေတော့လေးကိုဆိုပြီးအသုံးပရိပေါ့เนาะဒါပေမဲ့လည်း30ဆိုပြီးထွက်သွားတယ်ဗျတကွက်ကောင်းနေနေမမိလိုက်ဘူးပေါ့เนาะဒါဆိုရင်ကျွန်တော်ညနေမှာတော့ကိုရဲ့ချင်းနဲ့လုံးပိုင်းကိုပတ်လိုက်မယ်တဲ့ကိုရဲ့စိန်เนาะလုံးပိုင်းကိုပတ်လိုက်မယ်ဟုတ်ကဲ့ပါဗျစိုက်နေတဲ့เนาะကစားပါဗျเนาะ ဒါဆိုကျွန်တော်ဒီမှာလုံးမိုင်ဆိုင်လေးပေါ့နော်3ရက်3ရက်ဒီရက်ခွင်3လုံးပေါင်းချင်းဒီ3 3ရက်နှစ်ခတ်ဒီ5ကျွန်တော်ဒီ5ဒီလုံးမိုင်ပေါ့နော်5ပိုင်းမှာကျွန်တော်တို့3ည5ဆိုပြီးတော့ထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်က9ရက်6ရက်ပေါင်းချင်းဒီ1 1နဲ့ဒီရက်4နဲ့ပေါင်းတော့5 9 6 4 3လုံးပေါင်းချင်းဒီ5 9နှစ်ခတ်ဒီ3 3တီလုံးပါကျွန်တော်ဒီ3ပိုင်းမှာလဲကျွန်တော်တို့5 3ဆိုပြီးထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပင်ကခွင်းရ3ညရကျွန်တော်ဒီရ3ညရခွင်း3ညာ3ညာ3လုံးပေါင်းချင်းဒီခွင်းခွင်းရနှက်ခတ်ဒီ3ညဒီ3ညဒီလဲကျွန်တော်တို့လုံးပါဒီ3ညပိုင်းမှာမနေ့က60ဆိုပြီးထွက်တယ်ဗျ ညီကြီးရဲ့ပြရတော်တယ်တဲ့ဒီနေ့တော့ထီအောင်ပါပဲတဲ့ပြရတဲ့ပြည့်ဖြစ်နေတယ်တဲ့ဟုတ်တယ်ပြန်နော်ကျော်ဒါဆိုရင်ကျွန်တော်ဒီမှာ1 chain line တည်4ရေ5ရေပေါင်းချင်းတည်6 9เนี่ยဒီက3ညနဲ့ပေါင်းတော့လေ6 4 5 3ည3လုံးပေါင်းချင်းတည်6ရေနှက်ခတ်တည်6ဒီ6တည်ကျွန်တော်လုံးမယ်ပေါ့နော်အဲ့လိုမဲ့ဒါလေးကိုနားလေကြမယ်ထင်ပါလေဗျ။ဒါဆိုကျွန်တော်တို့6ပိုင်းပေါ့။ ဒီမှာကျွန်တော်တို့3ရက်3ရက်ဒီရက်ခွင်ရက်3လုံးပေါင်းခြင်းဒီ3 3ရက်နှစ်ခတ်ဒီ5ဒီ5ဒီလုံးပိုင်းမှာကျွန်တော်တို့3.5ဆိုပြီးထွက်တယ်ဗျနောက်တစ်ပင်ကလည်း9ရက်6ကပေါင်းခြင်းဒီ1 1နဲ့ဒီရက်4နဲ့ပေါင်းတော့9 9ရက်နှစ်ခတ်ဒီ3အဲ့ဒီ3ဒီကျွန်တော်လုံးပိုင်းပေါ့နော်ဒီ3ပိုင်းမှာလည်းကျွန်တော်တို့9 3ဆိုပြီးထွက်တယ်နောက်တစ်ပင်ကခွင်ရက်3ညရက်ဒီရက်3ညရက်3လုံးပေါင်းခြင်းဒီခွင် ခွင်ရက်နှစ်ခတ်ဒီ3ည ီ၃ညလုံးပိုင်းမှာလည်းကျွန်တော်တို့60ဆိုပြီးထွက်တယ်ဗျဒါကြောင့်မို့ဒီနေ့အတွက်ဒီ၄ရက်၅ရက်ဒီရက်၃ညရေ၃လုံးပေါင်းချင်းဒီ9 9ရက်နှစ်ခတ်ဒီ6ဒီ6ဒီလုံးမယ်ပေါ့ဗျာနော်အကိုမလေးကြိုက်နေတဲ့ရင်တော့၃ပေါ့ဒါဆိုကျွန်တော်6လုံးပိုင်းကိုကျွန်တော်1ချင်းလေးနဲ့တွဲပြပြပြီးပြီဗျာနော် ရဲ့စိတ်နဲ့6နောက်ပိတ်ပို့ထိုးမယ်တဲ့ဟုတ်ကဲ့ပါဗျာเนาะကံကောင်းပါစေလို့ဆုတောင်းပေးပါတယ်ဗျာဆိုဟန်ဦးတဲ့6ပိတ်တဲ့ဟုတ်ကဲ့ပါဗျာဒါဆိုကျွန်တော်ဒီမှာလဲကျွန်တော်တို့ဝမ်းကျင်းပေါ့เนาะဝမ်းကျင်းဒီဒီလုံးမိုင်နဲ့တွေ့ရမယ်ဝမ်းကျင်းပေါ့9ရဲ့6ရဲ့ဒီရ6ကဲ3လုံးပေါင်းချင်းဒီခွန်းခွန်းရဲ့ပါဝါဒီနဲ့ခွန်းရဲ့နှက်ခတ်ဒီ3ညနှစ်3ညဒီအချင်းပေါ့เนาะနှစ်3ညအချင်းမှာကျွန်တော်တို့ 3ည5ဆိုတော့3ည ठी ဒီ5ဘိုင်ကိုကျွန်တော်တို့ဒီ2 3ညအချင်းနဲ့တွဲရင်2ည5 3ည5ပေါ့เนาะအဲ့ဒီနှစ်ကွက်မှာတော့3ည5ဆိုပြီးထွက်တယ်ဗျဒါဆိုရင်နောက်တစ်ပြင်ကခွင်းရ3ည8ရဒီက8ခွင်း3ည8သုံးလုံးပေါင်းချင်းဒီ5 5ပါဝါဒီ3ည5နှစ်ခက်ဒီ3 3ည3ဒီအချင်းဒီ3ည3အချင်းမှာကျွန်တော်တို့5 3ဆိုတော့3 ठी ီမှာတော့ကျွန်တော်လုံးမန်တီးတယ်သုံးမန်မပေးလိုက်လေဗျာနော်ကိုရဲစိနေအခုလုံးမန်ရတဲ့နောက်ပိတ်အားတာလို့ပါတဲ့ဟုတ်ကဲ့ပါဗျာမိုဘိုင်းမနက်ကလည်း6ပတ်တာပါတဲ့ညလည်း7ပတ်မယ်တဲ့ဟုတ်ကဲ့ပါဗျာကံကောင်းပါစေဗျာနော်ဒီမှာတော့ကျွန်တော်ဒီကောင်ကြီးအနေနဲ့ယူမှာပဲကျွန်တော်တို့ပေါက်ကနေဖြစ်မှာပေါ့နော်ကျွန်တော်ဒီမှာခွန်း3ညရှစ်3လုံးပေါင်းချင်းတီ 5ပါဝါတီ3ညာ5နဲ့ခတ်တီ3ပေါ့နော်5 3ညာ3ကီလို့ယူလိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီ3ပိုင်းနဲ့5 3ညာ3ကီနဲ့တွဲရင်တော့5 3ဆိုပြီးပါမှာပေါ့နော်ဒါဆိုရင်နောက်တစ်ပြင်က4ရဲ့5ရဲ့ပေါင်းချင်းဒီ6 6နဲ့ဒီက5နဲ့ပေါင်းတော့4 4ပါဝါတီ6 4နဲ့ခတ်တီ2 6နဲ့တီဒီမှာကျွန်တော်တို့အချိန်ပေါ့6နဲ့အချိန်မှာလဲကျွန်တော်တို့60ဆိုတော့ကျွန်တော်တို့6ထီရပါပေါ့နော် ဒီ၃ညပိုင်းကိုကျွန်တော်တို့ကိုးနဲ့ချိန်နဲ့တွဲရင်တော့60 20ပေါ့နော်60 20ဆိုတော့2ကွက်မှာ60ဆိုပြီးထွက်တယ်ဗျဒါပေမဲ့ဒီကောင်းနေကိုကျွန်တော်တို့ကဒီမှာဒီ9နဲ့3ညကီလိုယူရင်လည်းကျွန်တော်တို့ဒီမှာရတယ်ပေါ့နော်ဒီမှာ9 3ည3ကီလိုယူမှလည်းကျွန်တော်တို့ပေါက်ခဏဖြစ်မယ်ဗျ9 3ဆိုပြီးပါမယ်ပေါ့ဒီမှာလည်းကျွန်တော်တို့4 6ကီပေါ့နော်4 6ကီဆိုရင်တော့ကျွန်တော်တို့ခဏ3ကွက်ထွက်မှာပေါ့နော်ဒါဆိုကျွန်တော်ဒီနေ့မှာ3ညရဲ့6ရဲ့ဒီရဲ့3ရဲ့ 393ပေါင်းချင်းတီနှင့်နှစ်ပါဝါတီခွန်းနှစ်နှစ်ခတ်တီလေးခွန်းလေးတီအချင်းကျွန်တော်6ပိုင်းကိုဒီခွန်းလေးအချင်းနဲ့တွဲရမှာပြီเนาะအပြည့်ယူမှာဆိုရင်တော့ကျွန်တော်နှစ်ခွန်းလေးဆိုတော့ကီးနဲ့တွဲရမှာပေါ့เนาะ6နှစ်6ခွန်း6လေးဆိုပြီးတော့ခဏန်း3ခွက်ရမှာပြကျွန်တော်ပေးထားတဲ့အခွေမှာတော့4 5 6ခွန်းခွေပူးပြန်เนาะ၄၅၆ခွန်ခွေပူးဆိုတော့ကျွန်တော်ဒီမှာ 6ပိုင်ကိုခွန်လေးနဲ့တွဲရင်เนาะ6ခွန်6လေးဆိုပြီးတော့အခွေလေးကနှစ်ကွက်ပါမယ်ပေါ့เนาะကျွန်တော်မနက်ကတော့6ခွန်ဆိုပြီးတကွက်ကောင်းပေးထားတယ်ဗျဒီ30ရလဲเนาะမနေ့ကတည်းထွက်လိုက်ရင်တော့ကျွန်တော်ပေါက်ကန်တန်းပါမယ်ပေါ့မနေ့ရညနေရတော့အလုံးမဲ့ဒါလေးကိုနားလဲကြမယ်ထင်ပါတယ်ဗျဒါဆိုကျွန်တော်ဗရိတ်လိုင်းဒီပေါ့နော်ဗရိတ်လိုင်းဒီတော့မနက်က တဲ့ဟုတ်ကဲ့ပါဗျကျွန်တော်တို့ဗရိတ်လိုင်းတည်တော့မနက်ကကျွန်တော်ပြတဲ့ဗရိတ်လိုင်းပဲဗျာနော်ဗရိတ်လိုင်းကျွန်တော်ဒီပြင်ပဲစမယ်ဗျရှစ်ဗရိတ်ကပဲစမယ်ဗျာနော်ရှစ်ဗရိတ်ကိုးဗရိတ်ဆိုမှန်လာခဲ့တယ်ဗျဒါကြောင့်မို့ဗရိတ်လိုင်းပြပြီးမယ်ဗျချောင်းရဲ့၃ရဲ့ပေါင်းချင်းဒီ၉၉နဲ့ဒီရဲ့၄နဲ့ပေါင်းတော့၃ သုံးပါဝတိရှိတယ်။ဒါအဲ့ရှိတဲ့ပြိတ်ပေါ့နော်။6ရဲ့3ရဲ့ပေါင်းခြင်းဒီ9 9နဲ့ဒီရ4နဲ့ပေါင်းတော့3သုံးပါဝတိရှိအဲ့ဒီရှိတဲ့ပြိတ်ကျွန်တော်တို့ဒီမှာဆိုရင်လည်းလုံးပိုင်းနေယူမယ်ဆိုရင်တော့3ပိုင်းပေါ့နော်3ပိုင်းကို10ပြိတ်ဆိုရင်ကျွန်တော်တို့3 5ဆိုပြီးထွက်အောင်ပေါ့နော်အဲ့ဒီမှာတော့5 3ဆိုပြီးထွက်တယ်ဗျကျော်ကြီးကအခုမှဝင်ကြည့်မိတာပါလေပြတဲ့ဆိုင်ကောင်းပါလေဟုတ်ကဲ့ပါဗျာနော် ဒါဆိုရင်နောက်တစ်ပင်ရလဲကျွန်တော်တို့6ရ8ကပေါင်းချင်းတီ4 4နဲ့ကျွန်တော်ဒီက3ညနဲ့ပေါ့6ရ8ပေါင်းချင်းတီ4 4နဲ့ဒီက3ညနဲ့ပေါ့တော့4 4ဘဝတီ9ဒီ9တီပြိတ်ကျော်9ပြိတ်ပေါ့နော်9ပြိတ်မှာ90ဆိုပြီးထွက်တယ်ဗျဒီမှာတော့ကျွန်တော်တို့လုံးပိုင်ကို3ညပိုင်ကိုကျွန်တော်တို့9ပြိတ်ဆိုရင်တော့90ဆိုပြီးတကွက်ပဲထိုးရမှာပေါ့နော်ဒါမှမဟုတ်လဲဒီ9နဲ့အချင်းရပဲကျွန်တော်တို့ ီကိုးပရိတ်ပြီးတော့လာပါဘောเนาะဒီကိုးနဲ့အချိန်ကိုကိုးပရိတ်ဆိုလဲ90ရဲ့နှစ်ခွင့်ရဆိုပြီးကနန်းနှစ်ခွက်ထိုးအောင်ပါဗောအားလုံးမဲ့ဒါလေးနားလဲကြမယ်ထင်ပါလေဗျာဒါဆိုကျွန်တော်ဒီနေ့မှာပရိတ်လိုင်းဒီ၃ရဲ့9ရဲ့ပေါင်းချင်းဒီ9 9နဲ့ကျွန်တော်ဒီက၃ရနဲ့ပေါင်းတော့လဲ9 9 3ရ3ရ3လုံးပေါင်းချင်းဒီ9 9ပါဝါဒီ3ရတော့ဒီ3ရဒီပရိတ်ပရိတ်လိုင်းကြီးကတော့လှတယ်ဗျာเนาะကျွန်တော်တို့စီနီယာလေးသွားနေဖြစ်တယ်ဗျာ ပေးမပေးတော့မပြောတတ်ဘူးပေါ့နော်ဒီမှာကျွန်တော်တို့၈ပြိမ့်မှာကျွန်တော်တို့9 3ဆိုပြီးထွက်တယ်ကျွန်တော်တို့9ပြိမ့်မှာ60ဆိုပြီးထွက်တယ်အခုကကျွန်တော်တို့3ညပြိမ့်ပေါ့နော်ခြံငိမ့်နဲ့နောက်ဆုံးညနေရတဲ့9 3ထွက်တယ်မှ မဟုတ်တာတဲ့အဲ့ဆိုဘာထွက်တာလဲမသိဘူးပြန်နော်ကျွန်တော် software ထဲမှာတော့ကျွန်တော်တို့9 3ဆိုပြီးတင်ထားတာတွေ့ရတယ်ဗျာ ကိုမတို့ software ထဲမှာရောဘာတင်ထားလဲတော့မသိဘူးပေါ့နော်ကျွန်တော်ရဲ့ 2D software ထဲမှာတော့93ဆိုပြီးတင်ထားတာဖြစ်ပါလေဗျာဒါဆိုကျွန်တော်တို့ဒီမှာ6ဘိုင်နဲ့ခွန်လေးနဲ့တွဲတာမှာတော့6ခွန်6လေးဆိုတဲ့နှစ်ကွက်မှာတော့ပရိသီကျွန်တော်တို့3ညပရိဆိုတော့6လေးဒီတကွက်ကောင်းပါဗျအလိုမဲ့နားလည်မလို့ထင်ပါလေဗျာနော်6လေးဒီတကွက်ကောင်းပါဒါဆိုရင်ကျွန်တော်နောက်ထပ်1ချင်းလိုင်းလေးပေါ့နော်နောက်ထပ်1ချင်းလိုင်းတော့အကိုမတို့ကြိုင်နေတဲ့ရင်3လို့ရအောင်လို့လာကျွန်တော်တွက်ပြပြချင်းဖြစ်ပါလေဗျာ ဒီလိုတဲ့မထွက်ဘူးလေတဲ့မထွက်တာမဟုတ်ပြပိတ်တာပြเนาะအဲ့ဒီကပိတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဏ္ဍကတော့၅သုံးဆိုပြီးတော့တင်ထားရတော့ဖြစ်ပါလေဗျဒါကြောင့်မို့ကျွန်တော်တို့၅သုံးကိုပဲအဓိကထားပြီးတွေ့ရမယ်ပေါ့ဗျเนาะဒါဆိုရင်ကျွန်တော်ဒီမှာဒီ6ပိုင်းကိုခွန်လေးချိန်နဲ့တွဲရင်6ခွန်6လေးဆိုတဲ့နှစ်ကွက်မှာတော့ဘရိတ်အနေနဲ့၃ညဘရိတ်ဘရိတ်ကလည်းမှန်မယ်ဆိုရင်ကျွန်တော်တို့6လေးဒီတစ်ကွက်ကောင်းပါဗျ ဒါဆိုရင်နောက်ထပ်ဝမ်းကျင်းလေးပေါ့နော်နောက်ထပ်ဝမ်းကျင်းဒီကိုမတို့အတွက်ကျိုင်းနေတဲ့ရင်တုံးလို့ရအောင်လို့ကျွန်တော်တွက်ပြပေးမှဖြစ်ပါလိမ့်ဗျခွင်းရခွင်းရကျွန်တော်ဒီက3ရပေါ့နော်ခွင်းခွင်းပေါင်းချင်းဒီ၄၄နဲ့ဒီက3နဲ့ပေါင်းတော့ခွင်းခွင်းပါဝါဒီ2ခွင်းနှက်ခတ်ဒီ3ညတော့ဒီ2 3ညအချင်းဆိုလဲကျွန်တော်တို့ဒီမှာ3ည5ဆိုတော့3ည ठी လိုင်းကရဲနေတာတဲ့နှစ်နာရီတည်းကတဲ့ကြော်ကြီးတဲ့ငါးတုံးပါပဲတဲ့အယောစားမလုပ်တာပဲရှိပါတယ်တဲ့ဟုတ်တယ်ပြန်နော်ဒါဆိုရင်ကျွန်တော်နောက်တစ်ပင်ဒီ3ရဲ့4ရဲ့6ကပေါ့နော်3ရဲ့4 6သုံးလုံးပေါင်းချင်းသည်3ည3ညပါဝါသည်5 3နှစ်ခတ်သည်ခွန်5ခွန်သည်အချင်းပေါ့တော့ဒီ5ခွန်အချင်းမှာလဲကျွန်တော်တို့53ဆိုတော့5ထီ ဒါကတော့မနေ့ကကျွန်တော်ကင်တဲ့ site ပေါ့နော်ဒီလုံးမန်ကိုကျွန်တော်ဒီဘက်ကဝန်ကျင်းနဲ့မနေ့ကတွဲပေးတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာခွင်ရ3ညရဒီရ3ညရခွင်3ည3ည3လုံးပေါင်းချင်းဒီခွင်ခွင်ဘာဝတီနှစ်ခွင်နှက်ခတ်ဒီ3ညဒီနှစ်3ညအချိန်မှာလဲကျွန်တော်တို့60ဆိုတော့3ညထိဒါဆိုရင်ဒီနေ့မှာဝန်ကျင်းလမ်းဒီ3ရ3ညရဒီရ5ရ3 3ည5 3လုံးပေါင်းချင်းဒီ8 ရှစ်ဘာဝတိ3ရှစ်နခတိတိ3တက်တိအချင်းကြဒီမြေဟိုင်းဟုတ်ကဲ့ပါဗျအဲ့လားယူယူတဲ့9 3ထွက်တယ်ဟုတ်တယ်ဗျเนาะအဲ့ဒီကတောက်ကြန်နေညနေကတော့9 3ဆိုပြီးတင်ထားတာဖြစ်ပါလိမ့်ဗျဒါကြောင့်မို့ကျွန်တော်တို့9 3ထွက်တယ်လို့ပဲယူဆလို့ရတယ်ဗောနော်ကျွန်တော်ဒီမှာတီတော့လုံးမိုင်နဲ့ ဒီလုံးပိုင်းဒီကျွန်တော်တို့ဒီအပေါ်ပင်နေမှာတော့ဒီဘက်က1ကျင်းနဲ့တွဲရင်လဲကျွန်တော်တို့3.5ဆိုပြီးပေါ့ဖြစ်တယ်ဒီ3ပိုင်းကိုလဲကျွန်တော်တို့ဒီ9ခွန်ချင်းနဲ့တွဲရင်လဲဒီမှာတော့9 3ဆိုပြီးပြီးပေါ့ဖြစ်တယ်ပေါ့နော်ဒီမှာလဲကျွန်တော်တို့3ပိုင်းကို2 3နဲ့တွဲတာမှာတော့ကျွန်တော်မနေ့က3 2 3ဘူးပေါ့နော်အဲ့ဒီမှာတော့ကျွန်တော်တို့3.2ဆိုပြီးထွက်မသွားဘူးပေါ့နော်60ဆိုပြီးထွက်တယ်ပြဒီမှာတော့ကျွန်တော်တူညီတာဒီဒီမှာ3ညဒီမှာ3ညမို့3ညပိုင်းဆိုပြီးပေးသွားတယ်ပြနော် တုံညပိုင်ကိုကျွန်တော်တို့ဘရိတ်က6ဘရိတ်ဆိုတော့90ပေါ့ဗျာဒါဆိုကျွန်တော်ဒီမှာ6ပိုင်ကိုကျွန်တော်ဒီခွန်လေးအချင်းနဲ့တွဲရင်လည်း6လေးဆိုပြီးတုံညပိုင်ပါမယ်ပြန်နော်ဒါဆို3တက်အချင်းကိုလည်းကျွန်တော်တုံညပိုင်ဆိုရင်တော့3ခွန်တို့ပါထည့်ထိုးနေတာပေါ့နော်မင်းမင်းနဲ့9 3အယောမရဘူးတဲ့ဟုတ်တယ်ဗျာနော်တူရီဟိုကသမားတွေကအယောင်ကသမားတွေကတော့ကျွန်တော်တို့ပိတ်တယ်ပေါ့ဗျာအဲ့နေရတော့ နည်းနည်း6 4ရယ်ခွန်3ရယ်လေဟုတ်ကဲ့ပါဗျာเนาะကျွန်တော်တို့ဒီပရိလန်နဲ့ဆက်မှန်မယ်ကျွန်တော်ဒီ1ချင်းရယ်လည်းမှန်မယ်ပရိလန်ရယ်လည်းမှန်မယ်ဆိုရင်တော့တစ်ကိုဆိုပြီးထည့်ထုတ်မှာပေါ့เนาะတုံညပရိဆိုရင်တော့ကျွန်တော်အဓိကပြချင်တာတော့ကျွန်တော်ဒီနေ့မှာလဲကျွန်တော်မနက်ကပြောထားတဲ့အခွေစိုက်ပဲပေါ့เนาะ4 5 6ခွန်ခွေပြူပဲဗျာအကူမလို့ကြက်နှစ်တိုင်တော့တုံးပါဗျာเนาะ4 5 6ခွန်ခွေပြူရဲမှာတော့ကျွန်တော်ဒီမှာ6ပိုင်ကိုဒီခွန်လေးနဲ့တွဲရင်တော့အခွေလေးကတော့2ကွက်တော့ပါလေဗျာ6ခွန်ရယ်6လေးပဲဗျာเนาะ ်ဒီနေ့မှတော့ဝမ်းကြိတ်မတူဘူးလေခဏများသွားတာတဲ့ဟုတ်ကဲ့ဗျာနော်အရင်နေ့တည်းကတော့ကျွန်တော်တို့ဟိုဖြစ်တယ်ပေါ့နော်ခွေလိုက်ရင်တော့အကောင်းဆုံးဖြစ်တယ်ပေါ့ဒီနေ့မှလည်းခွေမယ်ဆိုရင်တော့ကျွန်တော်တို့ခဏ၅လုံးပေါ့နော်6ပိုင်း6ပိုင်းရယ်ခွန်လေးအချင်းရယ်3တစ်အချင်းရယ်ပေါ့ဒီလိုမျိုးတွေလည်းတစ်ခါတရံမှာတော့ခွေပြီးတော့ထွက်သွားတာလည်းတွေ့ရတယ်ဒါပေမဲ့မဟုတ်ဒီကောင်းနေကိုလည်းကျွန်တော်တို့ကီးရင်နေနဲ့ပဲတုံးပြီးတော့ပေးသွားတဲ့မျိုးတွေလည်းတွေ့ရတယ်ပေါ့နော်ဒါကြောင့်မို့တူးဒီမှာအပိုင်ကနန်းရယ်လို့မရှိဘူးဗျဒါဆိုကျွန်တော်ကတော့ ီ3တစ်ကိုတော့အကူမလေးကြိုက်နေတဲ့ရင်3လို့ရအောင်လို့ဝန်ကျင်းလိုင်းကိုတွက်ပြပေးခြင်းဖြစ်ပါလိမ့်ဗျာနော်ကျွန်တော်ညနေမှာလည်းပေးခြင်းတာဒီ4 5 6ခွန်ခွေပူးပါပြီဗျာ4 5 6ခွန်ခွေပူးတဲ့မှာမှကျွန်တော်အဓိကဒီတော့6ခွန်ရဲ့6လေးရပါဗျာနော်ကြော်ကြီးရအခုပြတဲ့ site ကိုကြိုက်တယ်ဗျာတဲ့အကွက်မများဘူးရအလကားပေးရတယ်မပေါက်လဲထိုးပြော်လဲဟုတ်ခဲ့ပါဗျာနော်အဲ့လိုနားလဲပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်ဗျာ ဒါဆိုရင်ကျွန်တော်မနက်ကပြထားတဲ့၄၅6ခွန်ခွေပူးမှမှ6ခွန်ရဲ့6လေးရဲ့ဒီတော့ main နှစ်ကွက်ပါဗျာနော်အားလုံးပဲနားလည်မယ်လို့လည်းထင်ပါတယ်ဗျာဒီနားမှာတော့အကိုမတို့အစီအပြေလိုလေးထည့်ပြီးတော့ကစားခြင်းလည်းကစားပါဗျာနော်ပရိတ်အနေနဲ့ကျွန်တော်တို့၃ညပရိတ်ပေါ့မှန်လာခဲ့မယ်နော်ပရိတ်ဒီ၃ညပရိတ်ဆိုတော့ပရိတ်တလုံးနဲ့ဆိုရင်တော့ကဏ္ဍနည်းနည်းပဲထူရမှာပေါ့နော်ဒီဘက်တော့ကျွန်တော်ပေးထားတာဒီတော့၅ဘိုင်းကျန်မယ် တချော့ပလေးရံမယ်ပေါ့နော်တချော့ပလေးကိုတော့ကျွန်တော်က933ကီးကိုတချော့ပလေးရအောင်တွဲခိုင်းထားပါလေဗျကြိုက်နေတိုင်ရင်တော့ကစားပါဗျာနော်933ကိုကျွန်တော်တို့တချော့ပလေးရအောင်တွဲရင်တော့အဲ့ဒါလေးပဲကျွန်တော်တွဲပေးထားလိုက်မယ်ဗျာနော် ဒီကနန်း6ခွက်ကတော့ကျွန်တော် break line ပေါ့နော်16 break ကဟာပါဗျ။ ၄ဝီလားမသိပါနော်၄၅၆ခွင်ခွေပူရဲ့၃ညပဋိဒိတ်၅၃ညသုံးတိ၆ပဋိဒိတ်ပြောင်းထိုးတယ်ဟုတ်ကဲ့ပါဗျာနော်ဒီတိ၆ပဋိဒိတ်ကတော့ကျွန်တော်တို့မွေးမွေးရမှာပေါ့နော်တပတ်တာမွေးခနဲ့မှာဗျာဒီ၄၅၆ခွင်ခွေပူကတော့ဒီနေ့တနေ့ပဲထိုးရမှာပါဗျာနော်အားလုံးမဲနားလည်မဲ့လို့လည်းထင်ပါလေဗျာ၄၅၆ခွင်ခွေပူမှာတော့ကျွန်တော်ရဲ့၄၆ရဲ့ခွင်၆ရဲ့တော့မင်းပါဗျာနော် ို့သားညနေ933ကီ အထီထားကိုကြီးတဲ့ဟုတ်ကဲ့ပါဗျာနော်ဒါကြောရှိတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်အားလုံးပဲနားလည်ကြမယ်လို့ထင်ပါတယ်ဗျာကျွန်တော်ပြထားတော့ဒီဘက်မှာတော့ကျွန်တော်9ပိုင်းကျန်တာပေါ့နော်ဒါမှမဟုတ်လည်းကျွန်တော်ဒီ6ပိုင်းကိုကြက်ရင်လည်း65ဆိုပြီးတော့ထည့်ထုတ်ဖို့ဒီခွန်လေးအချင်းကိုကြက်ရင်လည်းခွန်9 5ပေါ့နော်ဒီ3တက်ကိုကြက်ရင်လည်း3915ဆိုပြီးတော့အဲ့လိုမျိုးလေးတွေတွဲပြီးထိုးပါဗျာ အော်36ခွက်တော့ထိုးရမယ်တဲ့30ကျော်တော့ပြိမထွက်သေးလို့လာတော့မယ်ထင်တယ်တဲ့ဒီဘက်ထဲမှာတော့မထွက်သေးဘူးပေါ့နော်30ကျော်ပဲပြိကတော့ပြီးခဲ့တဲ့ဘက်ဒီမှာတော့ထွက်ထလာတော့တွေ့ရပါတယ်ဗျာဒါဆိုကျွန်တော်ဒီညနေမှာလည်းအခွေဒီ4 5 6ခွင်ခွေပြီးပါဗျာနော်ဒီမှာတော့ကျွန်တော်ရေးထားပါတယ်เนาะဒီမှာ၄၅၆ခွင့်ခွေပြီးပြည်ညနေရတော့ ီလင်းက6ခွင်ခွေပူးထဲမှာမာကျွန်တော်6ခွင်ရဲ့6လေးရဲ့တီတော့ main နှစ်ကွက်ပါဗျအကူမတွေချက်နေတိုင်တော့ကစားပါဗျအားလုံးပဲကျွန်တော်လက်ကိုဒီမှာပဲရန်နာခွင်ပြပါကျွန်တော်တွေ့ပြတဲ့ခဏန်းလေးဒီလဲပေါက်ခဏန်းလေးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျကျွန်တော်ရဲ့အကူမတွေလည်းစိတ်သွားတိုင်းကိုပါပြီးတော့တွားလီရမှာခလုံးမထီစုမညီပဲနဲ့လိုရင်ဆန္ဒတွေတလုံးတော်ဝါတွေပြည့်စုံပါစေလို့ထပ်မံပြီးတော့ဆုတောင်းပေးလိုက်ပါတယ်ဗျအားလုံးပဲကံကောင်းကြပါစေအားလုံးပဲဘိုင်းဘိုင်း see you ပါအားလုံးပဲ